သူနဲ့အမှန်တရားရဲသူမောင်ကလေးသူနဲ့ကျွန်တော်မှတငယ်ချင်းဖြစ်သည်ငယ်တငယ်ချင်းဖြစ်သည့်အလျောက်သူငယ်စဉ်ကဖြစ်ရက်တစ်ခုကိုသတိရရနေမိသည်သူဤငယ်စဉ်ကဖြစ်ရက်တစ်ခုမှာထူးခြားသည်ဟုမဆိုသာတော့လေမိမယဒီမှာယနေ့တိုင်းဖြစ်လေသည်ငွေရမည်နှင့်ဘုံကြီးចောင်းသားဘွားကပင်သူနှစ်ကျွန်တော်စတင်သိခဲ့သည်အသက်အရွယ်မှာအလွန်နှုတ်နယ်သေးသည်ဆယ်နှစ်အရွယ်ကလေးမျှသာရှိသေးသည်ထိုအချိန်ကပင်သူ့စိတ်သည်ဆွဲမြက်သည်ပြင်းထန်ခဲ့သည် မှန်သည်ထင်လျင်လျှော့မပေးမှတ်မိပါသည်သည်သူနှင့်ကျွန်တော်တို့နေတော်ဘုန်းကြီးเจ้าမှာညာဦးမျိုးရှင်းမျက်နှာចောင်းတိုင်းဆရာတော်ဥတန်ဘောဒီနှင့်ဥတုရိယတို့ចောင်းဖြစ်သည်ဘုန်းကြီးများမှာပရိယပရိပတ်နှင့်ပြည့်စုံပြီးအဟောအပြောကလည်းကောင်းလာသည်ဖြင့်ဘုန်းတော်ကိုကြည်လာပေသည်လူကြီးညိုများလာပေသည်ထို့ကြောင့်ပဲចောင်းသားတငယ်များမှာအထုပင်များပြားလာလေသည်ဘုန်းတော်ကြီးများမှာလူကြီးညိုများသည့်အလျောက်အလှအတန်းအပိအဖိန်များအလုံးမင်းများလာသည့ တနေ့တွင်ဘုန်းတော်ကြီးများအလှူတို့ကြွသွားနေသည့်အခါဘုန်းကြီးတူတော်သူအေးလုံးအပါဝင်ပါဆန်မောင်ကျန်ညိုပါပါရှင်ညွတ်မောင် တင်ရွှေမောင်ရွှေစသည်တို့နှင့်ဤစာရေးသူပါဘုန်းကြီးကျောင်းသားလေးများမှာကျောင်းမရှိတော့ကြွတဲ့ပြုံလုံးမြူးဟုတကယ်တို့မြူးတူးရွှင်ပြစောကစားကြသည်မှာစူညာ၍နေတော်၏ကျောင်းဆန်လျက်ရှိမီးတောက်ခမန်းဖြစ်၏ဤတို့လည်းပွက်လောရဲ့အောင်စူညာစွာစောကစားနေကြသည့်အခါဘုံကနေဘုန်းတော်ကြီးများပြန်လဲဆိုင်ရောက်၍လာလေတော်သည် ចောင်းသားလေးများမှာပြေးသူပြေးပုံးသူပုံးစာအုပ်ကင်သူကင်နဲ့ကနာမငိမ့်အိန္ဒိယမယပြက်ကုံရတော့ဤဘုံတော်ကြီးဥတန်ဘောဒီမှာအခြေပြိုက်၍အနေခတ်နေကြသောចောင်းသားလေးများအားကြည်ကပြုံးတော်မူရင်ကမင်းတို့တွေတဲဆော့ကြတကူဒီချင်းကစာကြည့်ရမယ့်အချိန်ပဲစာကြည့်ရမယ့်အချိန်မှာမကြက်ပဲစော့နေကြတော့မင်းတို့အရိုက်ခံရမယ်မင်းတို့ထဲမှာမစော်ပဲစာကြက်နေတဲ့သူရှိလားရှင့်ရှစ်တို့ထိုကဲ့သို့မိန်တော်မူ၏ ။ចောင်းသားလေးများမှာတယောက်ကိုတယောက်ကြည့်ပြီးဘာလုပ်ရမှန်းမသိဖြစ်ကမလုံမလဲဖြင့်ပြုံးစစ်စစ်ဖြစ်နေကြသည်။ထိုစဉ်ဖုန်းတော်ကြီးကဒုတိယကြိမ်ထက်မှန်၍မိန်ကြပြန်သည်။ကဲမစော်ပဲစာကြက်နေတဲ့သူကရှစ်တို့လကွယ်။ဖုန်းတော်ကြီးကဒုတိယကြိမ်မိန်ကြသည်တွင်ဖုန်းတော်ကြီးတူတော်သူအေးလုံတယောက်သည်ချစ်သူတို့၍နေရာယူလိုက်၏။သို့ရာတွင်ကြံចောင်းသားလေးများမှာအေးလုံလုံပုံကိုမကြည်မနှက်ဖြစ်ကမခံနိုင်ဖြစ်ပြီးပွားစီပွားစီဖြင့်ပြောနေကြလေတော်သည်။ ။စော့တဲ့တဲမှာအေးလုံးလဲပါတာပဲ။အခုမှသူကမစော့ပဲစားကြက်နေတယ်ဆိုတာအလကားညာတာ။ထိုကဲ့သို့တီတိုတီတိုဖြင့်ပြောနေကြ၏။ဘုံတော်ကြီးကိုမလျှောက်ထားဝင်သည်ဖြင့်အချင်းချင်းသာပြောနေကြလျာအတန်မှတစားနဲ့တစားပို၍ပို၍ကျဲတော်လာလေသည်။ကျောင်းသားငယ်များ၏တီတိုတန်ညဉ့်ညံစီနေတဲ့ဘုံတော်ကြီးကမစော်ပဲစာကြက်နေတဲ့သူဘသူရှိသေးလဲရှင့်ရှစ်တို့ကလကွယ်ထိုကဲ့သို့အမိတ်ရှိပြန်လေသည်တောင်းတန်ကလေးများကလူငယ်ပြီးပြီးတစ္ဆာရှိရမည်ကိုသိနေကြဟန်တို့ဤတနည်းအားဖြင့် ကိုအပြစ်တံကိုသားလင်ခံရမည်လုံရဲလင်ခံရမည်ဟု၍ယူဆယုံကြည်ထားကြဟန်ရှိထို့ကြောင့်ပင်အေလုံတယောက်မှလွဲ၍မြည်သူမှရှေ့သို့မတိုးဘဲစော့မိပါသည်ဟုသောအတိတ်ပဲဖြင့်နေမြဲနေရာ၌ပင်နေကြသည်သို့သောအေလုံကိုကမြည်သူမှမကျေနပ်ကြအေလုံသည်အများနှင့်ရော၍စော့ပါလျက်ယခုဘုန်းတော်ကြီးရောက်မှ စော့ကြသည့်အတဲ့တွင်ယခုသူမပါလီဟန်ရှေ့သို့တိုး၍နေရာယူခြင်းကိုကကျောင်းသားကလေးများမကြည်မနှက်ဖြစ်နေကြ၏သို့သောဘုန်းတော်ကြီးအားမလျှောက်ဝင်ထို့ကြောင့်ပင် ပွားစီပွားစီဖြင့်ငញ្ញန်စီအောင်အချင်းချင်းပြောဆိုနေကြသည်ဘုန်းတော်ကြီးမှာတန်ခါအားဖျားမဆန်သာဟုတကယ်သူကျောင်းသားအများကြီးဆန္ဒကိုလိုက်ရောသောအပြင်မေးရမြဲရစုံစမ်းရလေတော်သည်အားလုံးနားထောင်ကြစမ်းကျောင်းသားများကမကြင်မနှက်ဖြစ်ကတီတိုတီတိုဖြင့်ငញ្ញန်စီနေကြ၍ဘုန်းတော်ကြီးကသတိပေးလိုက်သည်ပြီးမှမင်းတို့တွေဟာရှေ့မတိုးပဲနေကြတော့စော့ကြတယ်ပေါ့လေဟုတ်လားအေးလုံကတော့ तू မစော့ပါဘူးစာကျက်နေပါတယ်ဆိုပြီးရှေ့တိုးတယ် ီတော့ကမင်းတို့တို့တွေအေးလုံးစော့တာကိုမြင်ကြသလားမြင်ပါတယ်ဖေဟာအေးလုံးစော့ပါတယ်ဖေဟာเจ้าသားလေးများမှာအေးလုံးစော့ကြအောင်ပြောချင်လွန်လှတဲ့ပြင်ဘုန်းတော်ကြီးစကားစိုးအောင်မေမစောက်နိုင်ပဲအလူအရက်ရှောက်ထားကြသည်ဤတွင်ဘုန်းတော်ကြီးဥတန်ဘော်ဒီမှာအထုစီမံထားသောကျိန်လုံးကိုယူကာလေထဲတွင်ဝဲကဝေ့ကဝိုက်ကတက်ရှိရှိဖြင့်ရိုက်ပြရင်မင်းတို့တေချစဉ်းစားပြီးပြောပါစော့တဲ့အထက်မှာအေးလုံးပါသလားမပါဘူးလား ဘုန်းတော်ကြီးကတည်တည်ချာချာမိသည်ကျောင်းသားလေးများကလေးလေးနဲ့ဖြေးချားလျှောက်ထားကြသည်စော့တဲ့ထဲမှာအေးလုံးပါကိုပါတယ်ဗျာအေးဒီလိုဆိုရင်ကောင်းပြီနားထောင်အခုငါးလက်ထဲကချိန်လုံးကိုမင်းတို့မြင်ကြရလားအေးလုံးစော့တဲ့အထဲမှာပါတယ်လို့ပြောတဲ့ကျောင်းသားတွေဟာဟောဒီချိန်လုံးနဲ့တစ်ချက်စီအရိုက်ခံရရမယ်ကဲဘယ်နဲ့လဲမင်းတို့အေးလုံးစော့ပါတယ်လို့အရိုက်ခံပြီးပြောဝင်ရလားကွာကျောင်းသားလေးများမှာသူတို့ကမှန်နေတော့ကြောင်းဘုန်းတော်ကြီးကအကယ်ပင်ရိုက်ပြီးမဟုတ်ဘူးယူဆကြကအားလုံးကအရိုက်ခံကြပြီဟုဆိုကြနေသည် ဘုန်းတော်ကြီးဦးတန်မော်ဒီကအကယ်ပင်ရိုက်သည်အထူးစီမံထားသောကျိန်လုံးဖြင့်ခက်ပြင်းပြင်းလေးတစ်ချက်စီရိုက်သည်အားလုံးသောចောင်းသားများကိုစေငှအောင်ရိုက်ပြီးဘုန်းတော်ကြီးကမေးပြန်သည်မင်းတို့စော့ကြတဲ့အထက်မှာအေးလုံးပါသလားမပါဘူးလားစဉ်းစားပြီးဖြေပါစော့ကြတဲ့အထက်မှာအေးလုံးပါတယ်လို့ပြောတဲ့သူဟာအခုရိုက်တယ်လို့ဒီတကားနှစ်ချက်ရိုက်ခံပြီးတော့ပြောရမယ်ကဲအေးလုံးပါတယ်လို့ဘယ်သူပြောဦးမလဲဘုန်းတော်ကြီးကစူးစမ်းသောအကြည့်ဖြင့်ចောင်းသားများကိုအကဲခိုက်၍ကြည့်လေသည် ကျောင်းသားများသည်တင်မားကိုဖုတ်ခါဖုတ်ခါဖြင့်ကြံရမရဖြစ်ကုန်ကြသည်အချို့မှာမျက်နှာငယ်လေးများဖြင့်အရိုက်ခံထားရသောနေရာကိုပို့၍မဆုံးဖြတ်တတ်အောင်ဖြစ်နေကြသည်အခြေအနေကိုအကဲခတ်မိသောဘုန်းတော်ကြီးကအောင်မြင်ဝန်ကြွားသောအတန်အဝါကြီးဖြင့်မင်းကြားတော်မူပြန်သည်အေးလုံဆော့ပါတယ်လို့အရိုက်ခံပြီးပြောဝင်သူရှိသေးရလားမင်းတို့ကဆော့တဲ့အထက်မှာအေးလုံပါတယ်လို့ပြောကြရင်နော်ကဲအေးလုံပါရုံမှန်ရင်နှစ်ချက်အရိုက်ခံပြီးတော့ပြောဝင်ရမှာကွာ ပြောဝင်းတဲ့သူရှိရင်ဒီဘက်ကိုလာခဲ့ကြထို့အချိန်တွင်ဘုံတော်ကြီးတတ်မှတ်ထားသောဘက်သို့ပထမဦးဆုံးရဲဝင်းစွာသွားသူမှာသူပင်ဖြစ်လေသည်ပြီးတော့မှအချို့အချို့သောចောင်းသားများကြံចောင်းသားကမြူအရိုက်ခံထားရသောဂျိန်တန်ရာကိုပုတ်တရင်ဘေးတွင်ထိုင်ကြတော့သည်ဘုံတော်ကြီးကအေးလုံးစောကြောင်းအရိုက်ခံပြီးပြောမိသူများအားလက်ထဲမှဂျိန်လုံးပြင်ဝစ်လိုက်ပြီးနှစ်ချက်စီကက်ဆက်ဆက်လေးချင်းမြင့်တော်မူလိုက်သည်နာသည်နာသည်မှာအတော့ကိုနာသည် ဇာယိသူကိုယ်တိုင်နှစ်ချက်ရိုက်ခံ ပြောသည့်အထက်မှပါသည်မို့နာဒီကိုယနေ့တိုင်မှတ်မိနေသည်ထို့ဖြင့်နှစ်ချက်မှ သုံးချက်သုံးချက်မှ လေးချက်ဂျိန်လုံးဖြင့်လေးချက်ရိုက်ခံပြီးအေးလုံးတယောက်စော့သည့်အထက်ပါးချောင်းကိုပြောမိသူကဇာယိသူနှင့်သူသာပေါင်းနှစ်ယောက်သာကြံရှိနေတော်သည်ဘုန်းတော်ကြီးပေးသနာသောဂျိန်လုံးတန်လေးချက်ကမတက်တာလားအလွန်ပင်နာကျင်လာသည်တချက်ရိုက်ကစပြီးအရိုက်ခံထားရသောတင်မများမှာ နှစ်ဖက်စလုံးထူ၍ပူ၍နေပြီးအရှိုးတွေအစင်းတွေပေါ်ရဲပင်နေလေပြီးဘုန်းတော်ကြီးဥတန်ဘောဓိကလည်းစုံစမ်းမေးမြန်းသည့်ကိစ္စအဆုံးမသတ်သည်ပဲစိုက်၍မေးမြန်းသည်ကဲဒီတခါအေးလုံးစောတဲ့အထဲပါတာကိုပါတယ်လို့ပြောရတဲ့သူငါးချက်ရိုက်ခံရမယ်ကွာငါးချက်ရိုက်ခံပြီးတော့ပြောဝင်တဲ့သူလက်ညှိုးတော့ဘုန်းတော်ကြီးစကားအဆုံးတွင်ငောက်ကနဲ့လက်ညှိုးထောင်သူကတယောက်တည်းသာပေါ်ထွက်လာတော့သည်ဘုန်းတော်ကြီးကအေးလုံးတယောက်စော့သည်ကိုမြင်လျင်စော်ကြောင်ငါးချက်ရိုက်ခံပြီးပြောရန် လိုင်ညိုးထောင်မိသူများရှိသေးကပေါ်ထွက်ရန်အချိန်ပေး၍ဖိတ်ခေါ်သေးတော်လဲမိသူမလိုင်ညိုးမထောင်ဝင်ကြတော့အေလုံတယောက်စောသည့်အထက်ပါးကြောင့်ကိုငါးချက်ရိုက်ခံပြီးပြောမိသူကသူတယောက်ထဲသာကြံရှိနေတော်သည်ရင်းသူတယောက်ထဲကြံရှိသောအခါတွင်မှဘုန်းတော်ကြီးသည်လက်ကချိန်လုံးကိုချပြီးမိမိမှန်ရာကိုပြောဆိုသည့်အခါသူများခြေဖြတ်တော်လဲမပြတ်တင်ကြောင်းစိုးခဲစီမြဲခဲစီအစချီပြီးတယောက်ထဲကြံရှိသူအားစန္ဒမူနာထားကစုံးမစကားမိန်ကြားတော်မူလေသည် ထိုနောက်တွင်ကစုအဖြစ်တယောက်တည်းကြံရှိသူအားဘန်းကြီးတစ်ခုတည်းတွင်ပုံမျိုးစုံထည့်၍ကြိုက်တလောက်စားစီပြီး၄ချက်၃ချက်၂ချက်အရိုက်ခံပြီးပြောသူများကိုလည်းတင်တလို့ဝေငှ၍စုချတော်မူလေသည်ဇပောင်းလိုက်သောအခါ၌ဆမ်မွန်နမူနာအဖြစ်ခြေကျူးခံရပြီးဘဝအများကိုစားရတော်လေသူခံခဲ့ရသည့်ကြိမ်တန်းကပြင်းလှတော်သည် သူသည်မှန်သည်ထင်ကမိသည့်ဘေးဒဏ်ကိုမဆိုရင်ဆိုင်ဝင့်ရဲသူဖြစ်တော်သည် လူကြီးဘဝသတင်းစာလောကသို့ရောက်လာတော့အခါသူ၏ဘဝမှာအလုပ်ပြုတ်ခြင်းကျိမောင်းခံရခြင်းပုံနှိပ်တိုက်အပိတ်ခံရခြင်းအသိခံရခြင်းအေးအေးယူခံရခြင်းတရားစွဲခံရခြင်း brand ပြည့်ရခြင်းထောင်ကျရခြင်းစသည့်ဒဏ်အမျိုးမျိုးကိုဆက်လက်ခံယူက သူမသည်တင်းဒီကိုစုပ်ကိုင်နေမြဲနေပြန်လေပြီမောင်ကလေးအယ်ဒီတာတောက်ကြစဆောင်ဘုံမူကြီးမောင်မောင်နဲ့တကြိမ် မန်ဒီယူဆသောအချက်ကိုစွဲကန်ရသည်မှာဘေးရန်များတတ်သည်ပြိပခလည်းကြုံတွေ့ရတတ်သည်တင်မောက်အဖို့အိမ်ဆောင်အစိုးရလက်ထက်ကထိတ်သီးကြီးတဦးနှင့်ထိတ်တိုက်တွေ့ရဘူးလေသည်1958ခုနှစ်အောက်တိုဘာလတွင်အိမ်ဆောင်အစိုးရအဖွဲ့ဖွဲ့စည်းပြီးသောအခါခေါင်းဆောင်များဖြစ်သောဗိုလ်မှူးကြီးများကတရင်းစာဆရာတို့ကိုဧကံပွဲကျင်းပါသည်တရင်းစာအုပ်စုလိုက်အယ်ဒီတာ3လေးဦးကိုတကုံအိတ်သားတို့ဖိတ်ကညစာဖြင့်ဧကံသည်ကျင်းပုံမှာတင်ပေါင်နှင့်ဆရာဇဝနထွန်းနေစဉ်မှာဦးထွန်းဖေပေါင်၃ဦးကိုညစာကြွေးကဆွေးနွေးကြသည် မမိုးကြီးကြည်ဝင်းသည်တင်မောင်၏ဆရာဖြစ်ခဲ့ပူသည်1938ခုចောင်းသားရေတော်ဘုံကြီးတွင်ဦးကြီးငွေသည်မြေချံခရိုင်ចောင်းသားကောင်းဆောင်ဖြစ်သည်သူစဉ်ကအသက်12နှစ်သာရှိသေးသောတင်မောင်အားကိုကြီးငွေကနိုင်ငံရေးတင်တန်းပေးခဲ့ပူသည်နိုင်ငံရေးစကားလုံးများပါတင်ပေးပြီးတရားဟောဆင်မြင့်သို့တက်စေကတရားဟောစေသည်သူ၏ညွန်ပြမှုနှင့်တင်မောင်သည်မြေချံနေ၏ចောင်းသားလှုပ်ရှားမှုများကိုလက်လည်လှုံ့ဆော်ရသောတရားဟောဆရာလေးဖြစ်ခဲ့ရသည်တရားဟောဆရာဟုသာဆိုတော်လဲငယ်ရွယ်လှသဖြင့် သိရှိလှကြည့်မဟုတ်နေချေသမားကိုချိန်ပေါင်းသောစကလုံးများကိုနှုတ်တက်ရွရသည်သာများသည်တင်ပေါင်း၏လက်ဦးဆရာသည်ကိုကြီးငွေဖြစ်ခဲ့တော်လဲနောက်ပိုင်း၌ဝေးကွာသွားခဲ့သည်ဂျပန်ခေတ်၌ကိုကြီးငွေသည်ပြည်သူ့အေရဘုံပါတီကိုခေါင်းဆောင်ခဲ့သည်ဒိုစင်တွင်တင်ပေါင်းတစ်ယောက်မှာဆရာအစ်မများ၏အန်နီဝါတိကာဖြစ်နေလေပြီအလန်ဒီဘဟုကောမဒီဦးဆိုင်ညွန့်အဖြစ်ကြာဆုံးခဲ့သောနေဝင်းကောကိုကျော်တန်းသည်ဂျပန်ခေတ်ကမြေလက်၌လှုပ်ရှားသည်တင်ပေါင်းသည်ကိုဆိုင်ညွန့်၏တင်နန်းကိုတက်ပြီးနောက် ယန်နီတွန်းစင်ဤတင်တန်းကိုတက်ကကွန်မြူနစ်ပါတီဘက်တော်သားဖြစ်သွားသည်ပြည်သူ့အေရော်ဘုံပါတီနှင့်ကွန်မြူနစ်ပါတီတို့မှာတီဦးစားကပင်ချစ်ခင်ရင်းနှီးမှုမရှိကြပေနောက်ပိုင်း၌ဖာဆာပလာတပ်ပေါင်းစုကိုဖွဲ့နိုင်တော်လဲနောက်ပိုင်း၌နောက်ပိုင်းတွင်ပွဲကြတည်တာဖြစ်သည်ထို့ကြောင့်ပင်တင်မောင်းအဖို့ဗိုလ်မှူးကြည်ဝင်းအမိခံလက်ဦးနိုင်ငံရေးဆရာကိုကြီးငွေနှင့်ဝေးတထက်ဝေးလာခဲ့သည်ကိုကြီးငွေတရားဗိုလ်မှူးကြီးကြည်ဝင်းအဖြစ်ရာထူးမြင့်လာသောအခါတွင်လည်းရပ်ပိုင်ရန်ကားတွေ့ကြသည်ခင်မင်းကြသည် သူ၏အိမ်မှာတင်မောက်အဖို့စားရင်တောက်ရင်တက်ခုဖြစ်ခဲ့သည်မဟုပင်မြို့၌ဗိုလ်မူးကြည်ဝင်းရှိစဉ်ကလည်းတကူးတကန့်သွားရောက်လဲပတ်သည်လူချင်းခင်မင်းရင်းနှီးမှုရှိခဲ့သည်မိဗမာခင်မှာအယ်ဒီတာလုပ်နေတာမဟန်ပါဘူးကိုပိုင်ကိုအယူအဆနဲ့ရင်းနိုင်တဲ့တည်င်းစာထုတ်ပါလားငါ့မှာငွေစုထတာရှိတယ်ရင်းနှီးပေါ့တိုကဲ့သို့ပင်သူကပြောရှာဖို့သည်ကျွတ်ဆက်ဆက်သာရှိသောတင်မောက်ကခမည်းနဲ့အယူအဆမတူတော့ခမည်းရဲ့ငွေရင်းကိုအသုံးမပြုနိုင်ဘူးထိုကဲ့သို့ပြောင်းပြောကာညင်းခဲ့သည် သတင်းစာဝန္ဒနာကြီးလာသောဗိုလ်မှူးကြီးဝင်းသည် နောက်ပိုင်း၌အထောက်တော်သတင်းစာတွင်ကိုယ်တိုင်ဝင်ရောက်လောက်ကင်သည့်အထိအားထုတ်ခဲ့ပူသည်တင်မောင်တို့အားပြုစုဧကန်သောညသာစာဝတ်တွင်ဗိုလ်မှူးကြီးဝင်းအားကျွန်တော်ဆရာတဆူပါဟုတင်မောင်ကအခြားဗိုလ်မှူးများရှိ၌ထုတ်ဖော်ပြောလိုက်သောအခါတင်မောင်အားကွန်မတီဘတ်သားတို့ယူဆထားသူတို့ကအံ့ဩသွားကြသည်တို့ဧကန်ပွဲ၌ဗိုလ်မှူးကြီးများသည်အလုံးစစ်ဝစ်စုံကိုမဝေဖဲအရက်ဝင်းနေရှိကြသည် ဘုံမူကြီးမောင်မောင်ကပင်ဒီအပေါ်အိမ်ကြီးဖြင့်ခန့်နှဲ့နှဲ့ထိုင်နေသည်သူကိုစစ်ဝစ်စုံနှင့်သာမြင်ဘူးတွေ့ဘူးပြီးအရက်ဝစ်အရက်စားနှင့်မကြုံဘူးသဖြင့်တင်မောင်ကမမှတ်မီထွေရလေးပါအလာဘတန်လာဘပြောကြစီတွင်တင်မောင်ကတက်မတော်နှင့်ပတ်သက်၍သူ၏ထင်မြင်ချက်ကိုပြောရတွင်စကားအတုံးအုံရင်သီးသွားသည်စကားများမိသည်ဒါတော့ခမည်းကတက်မတော်ကိုစော်ကားတာပဲပင်ဒီအိမ်ကြီးနှင့်လူနွယ်ကခက်မာမာပြောသည် ူ၏အယူအဆကိုအလျှော်မပေးတတ်သောတင်ပေါင်းကလည်းပြန်၍ပြောသည်ကျွန်တော်ရဲ့တင်ပင်ချက်ကတော့ဒီတိုင်းပဲခမရတက်မတော်ကိုမစော်ကားပါနဲ့ကျွန်တော်မစော်ကားဘူးတက်မတော်ကိုအထင်ကြီးတဲ့သူပါဒါပေမဲ့တင်ပင်ချက်ကတော့တင်ပင်ချက်ပဲကျုပ်တီးမခံနိုင်တော့ဘူးဘေနီအင်ဂျီနီလူကဇပွဲကိုလက်သီးနှင့်ဝုန်းကနေထုကအော်ဟေသည်တင်ပေါင်းကလည်းဇပွဲကိုထိုအသံအတိုင်းမြည်အောင်ထုပြီးတင်ပင်ချက်ကိုပြောမှာပဲဟုပြန်ပြောမိသည် ။ဗိုလ်မှူးကြည်ဝင်းနဲ့ဗိုလ်မှူးကြီးများလာရောက်ပြန်ပြီးမှပြန်သွားခဲ့သည်။အဲကံပွဲမှာတင်ပေါင်းနဲ့ဗိုလ်မှူးကြီးမောင်မောင်တို့၏စူပူတမ်းဖြင့်အဆုံးသတ်လိုက်ရသည်။ကိုတင်ပေါင်းကဗိုလ်မှူးကြီးမောင်မောင်နဲ့မှသွားပြီးတော့စကားများတယ်ဗျာ။အပြန်တွင်ဆရာဇဝနာကပြောတော့မှတင်ပေါင်းမှာကြောစိတ်သွားရှာသည်။သောသောစကားများခဲ့သဖြင့်အကျိုးရှိခဲ့သည်ထိုစဉ်ကကွန်မြူနီဟုယူဆသူများကိုတင်းသိမ့်ရာတွင်တင်ပေါင်းနေတကွာဂျင်းဘုံအဖွဲ့ဝင်များကိုအနီများဝူယူဆကမဲခြင်းခံခဲ့ရသည် ရေမုံတင်းစာကိုချိတ်ပိတ်စဉ်1959 AB 9ရက်ကတင်မောင်ဒီမန္တလေးသို့ရောက်နေသည်ချက်ချင်းရန်ကုန်ပြန်လာသောအခါသူ့ကိုဖမ်းရင်အတွက်ရန်ကုန်ပူတိုင်းရုံ၌စုံတောင်များကစောင့်ကရှာနေလေပြီဤသို့ရှိမိဟုတွက်ချက်ကတင်ကန်းကျွန်းဘူတာမှဆင်ခဲ့ကခက်ရွှေရွှေနှင့်မြို့ထဲဝင်မိသူဖြင့်တင်မောင်အဖို့အဖမ်းမခံရဘဲလွတ်ခဲ့၏တင်မောင်ဒီအစိုးရအဖွဲ့နှင့်နှီးဆက်သောအစိုးရသတင်းစာတော်ပိုင်းဖြစ်နေသောဂါရီယန်သတင်းစာတိုင်းမှဦးစိန်ဝင်းအိမ်သို့တွားရောက်ကပုံနေသည် ဦးစိန်ဝင်းသည်ဘုံမူးကြီးမောင်မောင်နှင့်မကြာခဏတွေ့ရာတင်မောင်းအတွက်စကားဆက်တော်လဲဒီမှာနေဆဲရှိသည်ဖြင့်အလင်းတို့မထွက်ဝင်ပဲပုန်းနေရသည်နောက်ဆုံးတွင်စိတ်ယုံသွားကဘုံမူးကြီးမောင်မောင်နှင့်တွေ့ပြီးအလင်းဝင်ရသည်ခမည်းတော်ဖမ်းပြီးတော့ကိုကိုကျွန်းပို့ပို့ရင်ကျုံတဲ့စကားများဘူးလို့ဖမ်းနေပြစ်မှာဆိုလို့ထိုကဲ့သို့သူကဆိုသေးသည်